ဇော်လင်းဦးကို အလဲထိုးခြင်းနေတဲ့ Harrison အားလုံးပဲမင်္ဂလာပါခရီး GK Sport 2.0ကနေကြိုဆိုပါရစ်ဇော်လင်းနဲ့ Harrison တို့ရဲ့1173ပြိုင်ပွဲကိုဂျပန်ဘာကျင်းပဖို့အတွက်စီစဉ်လိုက်ပါပြီမြန်မာယူဟာလဝိတ်ကစားသမားဇော်လင်းဦးနဲ့ Britain နာမည်ကြီး Fighter Lian Harrison တို့ပါဝင်တဲ့1173ပြိုင်ပွဲကိုဂျပန်နိုင်ငံမှာပြောင်းလဲကျင်းပသွားမယ်ဆိုပြီးတော့ One Championship ကအတီးပြုတ်ထုတ်ပြန်သွားခဲ့တာပါ1173ပြိုင်ပွဲကိုလာမယ့်နိုဝင်ဘာလ16ရက်နေ့မှာ ဂျပန်နိုင်ငံတိုကျိုမြို့က Aria K Arena ရုံထဲမှာကျင်းပသွားမှာဖြစ်ပါတယ်။ One Championship ဟာမူလက1173ပြိုင်ပွဲကို Orchestra တရက်နေမှာ American နိုင်ငံ Denver မြို့မှာကျင်းပဖို့အတွက်စီစဉ်ထားခဲ့တာပါ။ဒါပေမဲ့ Main Event ဖြစ်တဲ့ Time Fighter Mali Stamp ဒဏ်ရာသွားခဲ့တာကြောင့်ပွဲကိုဖျက်သိမ်းလိုက်ရတာပဲဖြစ်ပါတယ်။အခုတော့ One Championship ရဲ့ CEO Chatri Korain က1173ပြိုင်ပွဲကိုပြန်လည်ပြီးတော့ကျင်းပသွားတော့မယ်ဆိုတဲ့အကြောင်းကိုသူ့ရဲ့ Facebook လူမှုကွန်ရက်ကနေတရားဝင်အတည်ပြုလိုက်ပြီးပဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ1173ပြိုင်ပွဲကိုကျင်းပဖို့စီစဉ်ထားတော့ကအစောပိုင်းထုတ်ပြန်ထားတဲ့တွဲဆိုင်နေထဲမှာဆိုလင်းနဲ့ Britain Wyn Fighter Leon Harrison တို့ရဲ့တွဲဆိုင်ပါဝင်ပါတယ်။တမ်နီဆိုလင်းကိုအလဲထိုးဖို့ကြိုးစားမယ်လို့ Harrison ကကြွေးကြော်လိုက်ပါတယ်။ Harrison ကဆိုလင်းထိန်းသိမ်းထားတဲ့တမ်နီဘွဲကိုဖျက်ဆီးပြခြင်းနေတာပါ။ဆိုလင်းကိုအလဲထိုးဖို့ခံမှန်းတိပေမဲ့ Harrison ကအလဲထိုးပြခြင်းနေပါတယ်။ဆိုလင်းရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကကြောက်ဆိုင်ကြောက်သားတွေလိုပဲဆိုပြီးတော့ Harrison ချေးကျူးတယ်။ ဇိုလီယွန်ကိုအမှတ်နဲ့အနိုင်ရအောင်လှုပ်ပြနိုင်ပေမဲ့ဟာရီရှင်ကအလဲထိုးပြပြီးတော့ပရိသတ်ကိုဖြောပြချင်းနေတာပါသူကဇိုလီယွန်ရဲ့ပွဲဟာတိတ်ပြီးတော့လွယ်ကူနေမယ်လို့ထင်နေပါတယ်သူထိုးကိုထိုးအပြိုင်ကျမ်းကြမယ်ပွဲဖြစ်လာပါဟာရီရှင်ကမျောလင်ထားပါတယ်ဇိုလီယွန်နဲ့ဟာရီရှင်တို့ပွဲကပရိသတ်အကြိုက်ကျမ်းကြမယ်ပွဲဖြစ်လာမှာပါဟာရီရှင်လုံးမွေထိုင်းဝါရင်ဖိုင်တာကိုအနိုင်ရလိုက်ရင်ဇိုလီယွန်တို့ကအတော်လေးဂုံတက်မှာပါဟာရီရှင်ကလည်းဇာမဘွားကနေအနားမယူခင်အချိန်မှာနိုင်ပွဲယူခြင်းနေပါတယ် လက်ရှိဂျပန်နိုင်ငံမှာပြောင်းလဲခြင်းပါမယ်1173ပြိုင်ပွဲနဲ့ပတ်သက်လို့တော့ဒွဲဆိုင်တွေကိုတရားဝင်ချပြခြင်းတော့မရှိသေးပါဘူးဒါပေမဲ့မူလစီစဉ်ထားတဲ့အတိုင်းပဲဇိုလိယုနဲ့လီယန်ဟာရီစန်တို့ရဲ့ဒွဲဆိုင်ကတော့ပြန်လဲပါဝင်လာနိုင်ဖို့ကရာအနှုန်းပြည့်သေးချာတော့ရှိနေခဲ့ပါတယ်ဂျပန်မှာခြင်းပါမယ်1173ပြိုင်ပွဲမှာတခြားနာမည်ကြီး fighter တွေရဲ့ဒွဲဆိုင်တွေလည်းပါဝင်လာဖို့ရှိနေပါတယ်ဝမ်လုံမနီရဲ့ဖော်ပြမှုရတော့နာမည်ကြီး fighter တွေဖြစ်ကြတဲ့ Rotan နဘေးနဲ့ Jonathan Hackardy တို့ရဲ့ဒွဲဆိုင်တွေကိုလည်းမြင်တွေ့သွားနိုင်တာပါ ဗြိတိန်နာမည်ကြီး Fighter Harrison ကကစ်ပောင်စင်နဲ့မွေထိုင်းစားမဖြစ်ပြီးတော့ professional ပွဲပေါင်းစုစုပေါင်း120ထိုးသတ်ထားပြီးတော့62ပွဲနိုင်26ပွဲရှုံးက2ပွဲတရေကြာထားခဲ့ပါတယ်။ Harrison က One Championship မှာတော့6ပွဲထိုး2ပွဲနိုင်4ပွဲရှုံးနိုင်ထားပါတယ်။ Zoling က One Championship မှာ6ပွဲထိုး3ပွဲနိုင်3ပွဲရှုံးနိုင်ထားခဲ့တာပါ။ Zoling ကအနိုင်ရထားခဲ့ပြီးတော့3ပွဲကိုလည်းအလဲထိုးနဲ့အမောက်တိတ်ထားခဲ့တာဖြစ်ပါတယ်။ Harrison က Zoling ရှုံးမှုတဲ့ Thai Fighter Section နဲ့ရင်ဆိုင်ခဲ့ရဘူးလေ။ ်ဆက်ဆန်နဲ့ဟာရီဆင်ပွဲကတော်တော်လေးကိုကျန်းခဲ့ကြပြီးတော့ဆက်ဆန်ကအလဲထိုးအနိုင်ရခဲ့တာပါဇိုလင်းကဆက်ဆန်နဲ့မတိုင်ခင်ကန်ဂျမာဆိုးကြောင့်အင်ပြေအားပြည့်နဲ့မကစားနိုင်ခဲ့ဘူးဒါပေမဲ့ဇိုလင်းကဆက်ဆန်ကိုဟာရီဆင်လိုမျိုးအလဲထိုးနဲ့မရှုံးခဲ့ပါဘူးဟာရီဆင်ကထိုင်းမွေထိုင်းလောကဒဲကဝါရင်ဖိုက်တာပါမွေထိုင်းချန်ပီယံကပတ်တွေလည်းပိုင်ဆိုင်ခဲ့ဘူးတယ်ဒါပေမဲ့သူ့အသက်က40နှစ်ကိုကတ်နေပါပြီဆက်ဆန်ရှုံးပြီးတဲ့နောက်နိုင်မလို့လှုပ်ပြီးတော့မှရေပြန်ခတ်နေတာပါ Harrison ကโซลิ้งနဲ့ပွဲအတွက်ဖိအားတိတ်ပြီးတော့မရှိပါဘူး သူတို့ကနိုင်နိုင်ရှုံးရှုံးအမြတ်ပါပဲနိုင်ခဲ့မယ်ဆိုရင်သူ့နိုင်မယ်ပြန်ပြီးတော့ထင်ရှားကြော်ကြားလာမယ်အခြေအနေပါဆိုလင်းကမဖြစ်မနေနိုင်ပွဲပြန်ရှားမယ်အချိန်ဖြစ်လို့တကယ်ကိုကြည်ကောင်းမယ်ဘွဲဘွဲကတော့မျက်စိရှိမောက်ကိုစိုက်ရောက်လာအောင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဘောကတော့ပဲဘောရာတို့ရောဒီပွဲဖြစ်လာဖို့ရာခိုင်နှုန်းတော်တော်များတယ်ဆိုတော့ဘယ်လိုမျိုးထင်မြင်စားချက်ရှိကြလဲဇိုးကြီးတို့ကလွယ်ကူမဲ့ပွဲဖြစ်ပါမလားမှတ်ချက်ပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်